ရခိုင်နစစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေဖလားဖူးစေဘောလုံးပြိုင်ဝေးကိုဂျပန်နိုင်ငံနာဂိုယာခရိုင်မှာကျင်းပခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပွဲကိုနာဂိုယာရခိုင်အသင်းရဲ့ကိုနစ်မြောက်နစ်ပတ်လည်အထိမ့်မဲ့အဖြစ်နိုဝင်ဘာလ9ရက်ဒေတာစန်တော်ရှင်မနက်10နာရီကနေည7နာရီအထိနာဂိုယာခရိုင်ကတိုကျိုတာရှိမှာမြို့မှာကျင်းပခဲ့တာပါ။အမျိုးသားအသင်း16သင်းနဲ့ အမျိုးသမီးအသင်း2သင်းစုစုပေါင်း17သင်းဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။ဒီပွဲကိုဂျပန်ရောက်ရခိုင်လူမျိုးတွေအပါအဝင်စိတ်ဝင်စားသူလူဦးရေ100ကျော်လောက်လာရောက်အပိတ်ခဲ့ကြပါတယ်။ကျွန်တော်တို့ဝင်ရှာကတော့ခါအဲဝခိုင်ပြေစာကိရှောက်ပြီးတူတော့အဲဒီလူကြီးတောင်ပန်းတော့ခိုင်ပါလေဒီကျွန်တော်တို့အဲဘောလုံးပွဲကအဲရရှိလာတဲ့အကျော်မဲ့ပါမလားနော်အားလုံးကအဲဝခိုင်ပြေစာကိရှောက်တူဒီရတော့ အဲ့ဒီဘီကလောကဆောင်ထပ်ပါတယ်အမျိုးသားအသင်းပထမစုကိုတောင်ကိုအသင်းအမျိုးသားအသင်းဒုတိယစုကိုစစ်တွေအသင်းနဲ့အမျိုးသားအသင်းတတိယစုကိုဂော့အသင်းတို့ကစခူးရရှိခဲ့ပါတယ်အလားတူ အမျိုးသမီးအသင်းပထမစုကို နာဂိုယာအသင်းကရရှိခဲ့တယ်လို့သိရပါတယ်ရခိုင်မှာစစ်ပေးရှောင်ဦးရေ6သိန်းကျော်ရှိတယ်လို့ HDCO ရေစရင်အရာသိရပါတယ်ကျမအင်းကြီးဖြူပါ